ဗရမျာငမောက်ကြီးထက်ပိုကြီးပိုလာပိုနာမည်ကြီးတဲ့အိန္ဒိယကကိုဟီနူးစိန်နှုန်းကြီးကမ္ဘာသမိုင်းမှာနာမည်အကြီးဆုံးနဲ့အတိတ်နဆုံးဇာတ်လမ်းကြီးတွေကတပုတ်ဖြစ်တဲ့ကိုဟီနူးစိန်ကြီးအကြောင်းကိုလူအများစုကသိရှိကြမှာပါဒီအရာကိုအလင်းရဲ့တောင်မှန်လို့တောင်မှခေါ်ဆိုကြပြီးဒီစိန်နှုန်းကြီးဟာရာစုနှစ်ပေါင်းများစွာအတွင်းမှာသွေးထွက်တန်ရိုပဋိပခါရီအင်ပါယာရီရဲ့အရှုံးနိုင်နေဘယင်းရဲ့ညီကောင်းအနေနဲ့ဆက်နွယ်နေခဲ့ပြီးကျင်းစာတင့်စိန်တို့တောင်မှနာမည်တွင်ခဲ့ပါလိမ့်လက်ရှိမှာတော့ဗြိတိန်တော်ဝင်မိသားစုရဲ့ပိုင်ဆိုင်မှုအနေနဲ့ဖြစ်နေခဲ့ပေမယ့် ဒီစိန်ကြီးရဲ့မူလားစင်းမင်းနဲ့ပိုင်းဆိုင်မှုညင်းပွားမှုတွေဟာယနေ့အထိမပြီးဆုံးနိုင်တဲ့အမွေအနှစ်တစ်ခုအဖြစ်ဆက်လက်တည်ရှိလိုနေပါသည်ကျွန်တော်ရဲ့ YouTube Entertainment Channel လေးကနေဒီနေ့မှာတော့အဲ့ဒီဗရမ်းမြောင်းငမောက်ကြီးထက်ပူကြီးပူလာတဲ့ကိုဟီနူးစိန်ဖြူကြီးအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည်ဒီစိန်ကြီးကိုတော့မူလားပိုင်ရှင်အိန္ဒိယနိုင်ငံ Andhra Pradesh ပြည်နယ်အတွင်းမှာရှိတဲ့ Golconda ဒေသကကီလူသတ္ထုတွင်ကနေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကစတင်တွေ့ရှိခဲ့တယ်လို့ယူဆကြပါသည် ပထမဦးဆုံးအနေနဲ့ဒီစိန်ကြီးရဲ့အမှတ်တမ်းကိုအစောဆုံးတွေ့ရှိရတာကတော့73ရာစုခန်းကအိန္ဒိယမြောက်ပိုင်းမာလာဝါကိုအုပ်ချုပ်ခဲ့တဲ့မင်းဆက်တွေလက်ထံမှာပဲဖြစ်ပါလိမ့်။အဲဒီနောက်ပိုင်းမှာတော့ဒီစိန်တော်ကြီးဟာမိုဂေအင်ပါယာရဲ့ဘန္နာတိုက်ထဲကိုရောက်ရှိခဲ့ပြီးမိုဂေဘီယန်ရှားဂျာဟန်ရဲ့နာမည်ကျော်ဒေါင်းပလင်ရဲ့အလဲတဲတဲမှာတက်ဆင်ထားခဲ့ပူပါလိမ့်။အဲဒီအချိန်တုန်းကတော့ဒီကိုဟီနူးစိန်တော်ကြီးရဲ့အလေးချိန်ဟာ993.3မက်ထရစ်ကရက်ခန်းရှိခဲ့တယ်လို့ခန့်မှန်းကြပါလိမ့်။ မိုဂေအင်ပါယာရဲ့ခန်းနာကြီးကျယ်မှုကိုပြသတဲ့တင်ဂေတာတစ်ခုအဖြစ်ဒီစိန်နှုန်းကြီးကအရေးပါခဲ့ပါတယ်။ဒီလိုနဲ့ဆတ်ရှိရစုအစောပိုင်းမှာတော့ပါရှားကကျူးကျော်သူနာရီယာရှားဟာအိန္ဒိယကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဒေလီမြို့ကိုဝင်ရောက်စီးနင်းပါတယ်။အဲ့ဒီအချိန်မှာပဲမိုဂေဘန္နာတိုက်ကိုဝင်ရောက်စီးနင်းရမှာဒေါင်းပလင်ဘော်ကဒီထူးခြားတဲ့စိန်ဖြူနှုန်းကြီးကိုတွေ့ရှိခဲ့ပြီးအလင်းတောင်လို့အဓိပ္ပာယ်ရတဲ့ကိုဟီနူးကိုနာမည်ပေးခဲ့ပါတယ်။နာရီယာရှားတင်ဆုံးပြီးတဲ့နောက်မှာတော့အဲ့ဒီစိန်ကြီးဟာပါရှားနဲ့အာဖဂန်နစ္စတန်ကအုပ်ချုပ်သူတွေရဲ့ဆက်ဆက်လက်ထဲကိုလက်ဆင့်ခံရောက်ရှိသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့အာဖဂန်ဘရင်ရှားရှာရကြာဒူရနီရဲ့လက်ထဲကိုရောက်ရှိသွားခဲ့ပြီးသူဟာဗြိတိရှ်ရှားရရဲ့ထောက်ပံ့မှုကိုရယူဖို့အတွက်အိန္ဒိယကိုထွက်ပြေးခဲ့ပါတယ်။ဇာကူရာစုစောပိုင်းမှာတော့အဲ့ဒီကိုဟီနူးစိန်နှုန်းကြီးကအိန္ဒိယမြောက်ပိုင်းကိုအုပ်ချုပ်နေတဲ့စိတ်အင်ပါယာရဲ့ခေါင်းဆောင်မဟာရာဂျာဆင်းရဲ့လက်ထဲကိုရောက်ရှိသွားပါတယ်။မဟာရာဂျာဆင်းဟာဒီစိန်ကိုအလွန်မြန်နိုးခဲ့ပြီးသူ့ရဲ့လက်နက်တစားပလာတွေမှာတပ်ဆင်ထားလေးရှိပါတယ်။ ဒါပေမဲ့1849ခုနှစ်မှာဒုတိယအင်္ဂလိပ်စစ်တိုက်ပွဲကြီးဖြစ်ပွားပြီးတဲ့နောက်ဗြိတိရှားတို့ကပန်ချက်တွေသားကိုသိမ်းပိုက်လိုက်ပြီးအဲဒီကိုဟီနူးစိန်နှုန်းကြီးဟာဗြိတိရှားအစိုးရရဲ့လက်ထဲကိုရောက်ရှိသွားပါတယ်1850ပြည်နှစ်မှာတော့ဒီကိုဟီနူးစိန်ကိုအင်္ဂလန်ကိုသင်ဆောင်သွားခဲ့ပြီးဗီယမာကြီးကွင်းဗစ်တိုးရီးယားကိုဆက်သားခဲ့ပါတယ်ဗီယမာဗစ်တိုးရီးယားဟာဒီစိန်ကိုပထမအဦးဆုံးအနေနဲ့ပြန်လည်သွေးဖို့အတွက်အမိန်ပေးခဲ့ပါတယ်မူလက893ကာရက်ခန့်ရှိရာကနေသွေးပြီးတဲ့နောက်မှာတော့ကာရက်105.6တို့ရော့ကျသွားပါတယ် ဒါပေမဲ့ဒီသွေးချင်းကြောင့်ပဲစိန်ရဲတောက်ပွားမှုကအလုံးစုံတိုးတက်သွားပါလိမ့်။အဲဒီချိန်ကစပြီးကိုဟီနူးစိန်ဟာဗြိတိန်တော်ဝင်မိသားစုရဲ့ပိုင်ဆိုင်မှုဖြစ်လာခဲ့ပြီးဘီယမားတို့ရဲ့တရဖူတွေမှာတက်ဆင်ခဲ့ပါလိမ့်။ဘီယမားကြီးအဲလီဇဘက်ရဲ့တရဖူမှာလည်းပဲဒီစိန်ကိုတက်ဆင်ထားခဲ့ပြီးလန်ဒန်မြို့စင်မှာလည်းပြသထားပါလိမ့်။နောက်ထပ်လည်းအခုလိုဆက်ဝင်စားစရာအကြောင်းအရာတွေကိုရှားဖွေတင်ဆက်ပေးအောင်မလို့ Youth Entertainment Channel လေးကိုလည်း Like and Follow Subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အစောနေ့ကြီးရှိသွားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။